တော့အလုံးမဲမိင်္ဂလာပါဖြစ်ပါမယ်ဘလော့ကနေပြန်လဲကျေးဇူးပါတယ်မြန်မာပြည်လိုမနေဘဲနဲ့မြန်မာလိုနေပါပေါ့နော်ဒီတောက်ကြစားကြတာပေါ့နော်ကျွန်တော်မြန်မာတွေကတောက်ကြစားကြတယ်ဒါပေမဲ့လူပဲဗျာတည်ရမလားယမကာအေးများသွားတဲ့အချိန်ကြရင်မူးတွေရန်နေတာမျိုးဖြစ်တယ်ပေါ့နော်ကားတွေခုံတယ်ဒါကိုအမားလို့တော့ပြောလို့မရဘူးတို့တော့ဒါပေမဲ့ဆိုကျွန်တော် main ကလေးကယောက်ျားလေးကဖြစ်နိုင်ရင်စီကုံမှာရည်စားမထတာအကောင်းဆုံးပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော် အားလုံးပဲမင်္ဂလာပါဖြစ်ပိုင်ဘလော့ဂါနေပြင်လဲကျေးဇူးပါတယ်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးမယ့်အကြောင်းအရာလေးရတော့ပေါ့နော်လက်ရှိကျွန်တော်တို့စင်ကာပူမှာတော်တော်များများ complaint တက်နေကြတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ဒီနေ့ discuss လုပ်ပေးသွားမှာဖြစ်ပါတယ် discuss လုပ်ပေးသွားမှာဖြစ်တယ်ပြီးတော့အဲကုတ်ချင်းလုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့အမြင်တူတဲ့လူတွေကိုကျွန်တော်ဒီဗီဒီယိုကြည့်ပြီးတာနဲ့ comment အောက်မှာဝင်ရွေးသွားလို့ရတယ်ပေါ့နော်ဘယ်လိုမျိုးကျွန်တော်တို့ပြင်လို့ရလဲပေါ့ဆိုတော့ဆက်လိုက်အောင်ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါအောင်ကျွန်တော်စင်ကာပူရောက်ပြီးတော့ မြန်မာပြည်လိုမနေဘဲနဲ့မြန်မာလိုနေပါပေါ့နော်ဘာလို့ကျွန်တော်ဒီကောင်းစင်လေးကိုစဉ်းစားမိလဲဆိုရင်ပေါ့နော်ကျွန်တော်တစ်ချိန်ကကျွန်တော်မြန်မာပြည်ကအာရှမှာချီတောင်အာရှမှာနံပါတ်1ဖြစ်ခဲ့တဲ့အချမ်းသာဆုံးနိုင်ငံပြီးတော့အစည်းကမ်းအရှိဆုံးနိုင်ငံပြီးတော့နောက်တစ်ခုယဉ်ကျေးမှုအရှိဆုံးနိုင်ငံပေါ့နော်ဆိုတော့အဲ့လိုနိုင်ငံကမြန်မာလူမျိုးတွေကကျွန်တော်ဒီတစ်ချိန်ကအားကြခဲ့ရတဲ့နိုင်ငံငယ်လေးတစ်ခုရှိမှလာပြီးတော့ကျွန်တော်အလုပ်လာလုပ်ရတယ်ပေါ့နော် ဲ့လိုအချိန်မှာတချိန်ကသူတို့အားကျခဲ့ရတဲ့မြန်မာလူမျိုးတွေကဒါမျိုးပါလားဆိုရဲပုံစံမျိုးတော်တော်များများအထင်သေးအမြင်သေးကြတဲ့ပုံစံမျိုးဖြစ်နေကြတယ်ဗောနောဆိုတော့အဲ့ဒါမျိုးမဖြစ်အောင်ကျတို့ဘယ်လိုနေကြမလဲဗောနောကျတို့လူတယောက်ချင်းစီရအစားဘယ်လိုမျိုးပြင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျော်ဒီနေ့ discuss လုပ်သွားကြမယ်ဗောနောဆိုတော့အရင်ဆုံးဘယ်ကနေကျတို့စပြင်ရမလဲဆိုကျတို့အားလိုက်ရက်မှာတော်များများက city hall သွားကြတယ်ဗောနော Sunday တွေ ါမှမဟုတ်ကျွန်တော်တို့ဒီဂျာရက်ဒီပေါ့နော်ဆိုတော့အဓိကပြောချင်တာကဒီ Sunday မှာသွားပြီးတော့ပေါ့နော်ကျွန်တော်တို့လူစုကြတာများတာက City Hall မှာသွားကြပါတယ်ဘာလို့ City Hall ကိုသွားကြလဲဆိုတော့ City Hall မှာကျွန်တော်မြန်မာစားတောက်ရှိရယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအစုံရတဲ့ဒီ Peninsula Plaza တစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့သွားကြတာဒါမမောက်ပေါ့နော်ဒါပေမဲ့ဘယ်မှာစမားတာလဲဆိုရင်ပေါ့နော် City Hall ကကျွန်တော်တို့ဖြစ်ရှင်တော့ Peninsula Plaza ကြီးကျွန်တော်တို့စင်ကာပူနိုင်ငံရဲ့ အလဲပဟိုပေါ့နော်တို့ရဲ့ဒီမျိုးပြလို့ပြောလို့ရပါတော့မျိုးပြနားမှာရှိရဲ့အတွက်တို့ဒီတောက်ကြစားကြတာပေါ့နော်ကျောင်းမြန်မာတွေကတောက်ကြစားကြတယ်ဒါပေမဲ့တို့လူပဲဗျာတည်ရမလားယမကာအေးများသွားတဲ့အချိန်ကြရင်မူးတွေရန်နေတာမျိုးဖြစ်တယ်ပေါ့နော်ကားတွေခုံနေဒါကိုအမားလို့တော့ပြောလို့မရအောင်တိုးတော့တို့ရဲ့ public area ဖြစ်တဲ့အတွက်ကျွန်တော်မြန်မာရဲ့ပုံရိပ်ကြဆင်းစီတယ်ပေါ့နော်ဆိုတော့အဓိကကျွန်တော်ပြောချင်တာကစင်ကာပူရောက်တယ်ဟိုစင်ကာပူရဲ့ပုံရိပ်ကြဖို့ကိုနောက်ထား ီလားစင်ကာပူနိုင်ငံရဲ့ပုံရိပ်ကြဖို့ကိုနောက်ထားအရင်ဆုံးကျွန်တော်တို့မြန်မာလူမျိုးရဲ့ကျွန်တော်တစ်ချိန်ကအာရှမှာနံပါတ်1ဖြစ်ခဲ့တဲ့ကျွန်တော်မြန်မာလူမျိုးရဲ့ပုံရိပ်ကိုအရင်ဆုံးထိခိုက်တယ်ပေါ့နော်ကိုတယောက်တည်းလှုပ်လိုက်တာကမြန်မာဆိုပြီးမှအတိမ်ကျုံပြောခံရတယ်ပေါ့နော်ဥပမာတိုင်းရင်းသားပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်မြန်မာလူမျိုးဗမာလူမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဘယ်သူပဲနေနေပေါ့နော်ဆိုတော့ပြောချင်တာကတကယ်လို့အားလိုက်ရမှာကိုကလုံးဝစိတ်အပန်းဖြေခြင်းနဲ့ဘာလို့မဆိုအပန်းဖြေခြင်းတာပဲပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအပန်းဖြေခြင်းတယ်ကျွန်တော်ကလည်းမသွားအောင်ဆိုသွားတယ်ဒါပေမဲ့ကျွန်တော် အားလည်းရမှာတို့ဒီ Sunday ပေါ့နော်အများဆုံးပြောချင်တာက public holiday မှာကျွန်တော်အများဆုံးသွားတဲ့နေရာကတော့ City Hall မဟုတ်ဘဲနဲ့ဒီမှာလေဆိုကျော်စွန် Garden ဘိုင်းတပီးသွားတယ်ပြီးတော့နောက်တစ်ခုကျော်စွန် Chinese Garden သွားတယ်နောက်တစ်ခုကျော်စွန်အောင်မိုးကျူပတ်တို့ဘာလို့တော့ပန်းကျန်အများဆုံးနေရာကိုသွားဖြစ်တယ်ဘာလို့လဲဆိုရင်ပန်းကျန်ဒီကျွန်တော်စိတ်ပန်းဖြီလို့ရတယ်ပြီးတော့နောက်တစ်ခုသချင်းဆိုလို့ရတယ်ပြီးတော့နောက်တစ်ခု ကျွန်တော်တို့မုံနေစားအဖွဲလိုက်စားတော့ခုံကလို့ရတယ်ဘာမှဖြစ်ဘူးဒါပေမဲ့ကျွန်တော် CD Hall မှာကျတော့သွားပြီးတော့လုံးလို့မရဘူးပေါ့နော်လုံးလို့မရဘူးမဟုတ်ရတယ်ဒါပေမဲ့အခုဘာလို့ကျွန်တော်တို့မြန်မာတွေကိုလုတ်ခွင့်ပေးထားလဲဟာငါလုတ်တာပဲဘာမှဖြစ်ဘူးလို့လုတ်ခွင့်ပေးထားလဲဆိုရင်ကကျွန်တော်အစိုးရကကျွန်တော်တို့ဟိုအခွင့်အရေးပေးထားရပါတော့ chance ပေးထားရပါလို့ကျွန်တော်မြန်မာပြည်ရဲ့ဒီ save ဝါကတော်တော်နဲ့နှစ်ကြာနေပြီပြီးတော့တကဘာလုံးလဲတိနေတဲ့အနေအထားဖြစ်နေတယ်ပေါ့နော်ဆိုတော့ ဟိုဘယ်လိုပြောရမလဲဒါကြီးကြောင့်တို့ကျွန်တော်တို့ကို chance ပေးထားတာပါဆိုတော့ဒါလေးကိုလည်းသိစေခြင်းနဲ့ပေါ့နော်ဆိုတော့ဘသူဘသူကကိုမကျွန်တော်ထိခိုက်ပြီးပြောနေတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့မြန်မာရဲ့ပုံရိပ်ကိုထိခိုက်လာမှာဆိုလို့ကျွန်တော်ကပြောပြနေတာပါဆိုတော့နောက်တစ်ခုကတို့အခုချိန်မှာပေါ့နော်ဒီစင်ကာပူကိုလာမယ်ဆိုရင်အလုလာလုမယ်ဆိုရင်ပေါ့နော်ဒါမှမဟုတ်နောက်တစ်ခုစင်ကာပူမှာအလုလာလုနေတဲ့လူတွေဆိုရင်လည်းကျွန်တော်ဗီဒီယိုကိုကြည့်နေမယ်ဆိုရင်အမြင်နေ အတွေးတွေကိုလည်းကို့အမြင်ကို့အတွေးအမြင်ပေါ့နော်အကုန်လုံးလာပြီးတော့ discuss လုပ်လို့ရပါတယ်ဒီ comment ဒီ video အောက်မှာဝင်ရေးသွားလို့ရတယ်ပေါ့နော်ဘယ်လိုမျိုးမြင်လဲကိုကရောဘယ်လိုမျိုးဖြစ်စေချင်လဲပေါ့နော်ပြီးနောက်တစ်ခုဒီကိုလာမယ်ဆိုဒါတော့ကျွန်တော် coaching လုပ်တာပေါ့နော်ဒါလည်းဆိုတော့ဒီကိုလာမယ်ဆိုကျွန်တော် main ကလေးကောယောက်ျားလေးကောဖြစ်နိုင်ရင်စီကူမှာရည်စားမထတာအကောင်ဆုံးပေါ့ပေါ့နော်ဘာလို့လဲဆိုရင်အကုန်လုံးကဒီကိုလာကြတာပတ်စံရှာဖို့လာကြတာဖြစ်တဲ့အတွက်အချစ်ရေးမှာတချို့တွေဆိုလဲကျွန်တော်တို့ဒီ salon group ဆိုရင်တော်တော်များများတိကြမယ်ပေါ့နော် ပုံမှန်ဆိုတော့ကျွန်တော်ဝင်ပြောလို့တော့မရှိဘူးဒါပေမဲ့အဲဒါလေးကကျွန်တော်က discount လုပ်တဲ့အနေနဲ့ဟိုကျွန်တော်တယောက်အနေနဲ့ပေါ့နော်လူငယ်တယောက်အနေနဲ့အမားတွေမဖြစ်အောင်ပေါ့နော်ကျွန်တော်ကပြောပြတာပါကျတော်ဆိုတော့မိန်းကလေးရောယောက်ျားလေးကိုကျော်ဖြစ်နိုင် single မှာရည်စားမထားတာအကောင်းဆုံးပါပဲတကယ်လို့ကိုကချစ်တူထားတယ်ဆိုတော့တမျိုးပေါ့နော်ရည်စားထားတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင်ချစ်တယ်ကြိုက်တယ်တလောက်ပဲ အဲ့လိုပြောချင်တာအဲ့လိုမျိုးမထားပဲနဲ့ကိုတကယ်ကြီးဝေထားတယ်ဆိုရင်ဒါကအခြေအနေနဲ့ပတ်သက်ပြီးတော့ကုတ်ချင်းလောက်တဲ့သဘောမျိုးပေါ့နော်အဲ့ဒါဆိုရင်တော့ထားပါပေါ့နော်ဆိုတော့နောက်တစ်ခုပြောချင်တာကပတ်စံရှာဖို့လာတာဖြစ်တဲ့အတွက်ရှားသမျှတော့ယူမှာပဲကြီးစားထားတဲ့အချိန်ကြာရင်လည်းပေါ့နော်ဆိုတော့อืมဘသူအမားလို့တော့ပြောလို့မရဘူးပေါ့နော်ဘာလို့ဆိုတော့ line ပေါ်မှာဟာ तू ကငါ့ကိုဘယ်လိုလိန်တာဒီတယောက်ကဘယ်လိုလိန်သွားတာဆိုပြီးမှတကယ်ပွားထနေတဲ့အကြောင်းအနေလေးရှိသေးပေါ့နော်ဆိုတော့ပြောချင်တာက ကျွန်တော်မြန်မာပြည်ပြည်အခုချိန်မှာစေဘဲဝါဖြစ်နေတယ်ပြီးတော့ရင်နိုင်ငံတကာကစောင့်ကြည့်နေတဲ့နိုင်ငံဖြစ်နေတဲ့အတွက်ကျွန်တော်တွေ standard ရှိရှိနဲ့ပြင်ဆင်တင်တာပြင်ဆင်ရင်းနဲ့တစ်ချိန်ကအာရှမှာကျွန်တော်ဒီအရှိတောင်အာရှမှာကြားဖြစ်ခဲ့တဲ့เนาะအာရှကြားဖြစ်ခဲ့တဲ့ကျွန်တော်ရဲ့ပုံရိပ်ကိုမကြဆင်းသွားအောင်ကျွန်တော်တွေဒီနိုင်ငံကနေပဲထိန်းရင်းနဲ့ကျွန်တော် အဲတယောက်နဲ့တယောက်ပေါ့နော်။ကုညီရိုင်းပြင်းစရာရှိတာကုညီမယ်ပြီးတော့ကျွန်တော်တို့ရဲ့ပုံရိပ်ကိုမကြဆင်းအောင်လဲကျွန်တော်တို့ထိမ့်မယ်ပေါ့နော်။ပြီးတော့အားလည်းရက်တွေမှာကျွန်တော်တို့ဘန်းကြံမာတွေတွားပြီးတော့ကတာခုံတာတွေလှုပ်လို့ရတယ်ပေါ့နော်။ဒီ Peninsula Plaza မှာမစုဝေးပဲနဲ့ဝယ်ချင်တာရှိတာဝယ်ပြီးတော့မှာပေါ့နော်။ပြီးတော့ပြောချင်တာကလှုပ်လှလှလှကလို့ခုံလို့ရတယ်ပေါ့နော်။ Garden by the Bay Chinese Garden အကုန်လုံးပါလေ standard ရှိတွားလို့ရတယ်။ပြီးတော့နောက်တစ်ခုတချင်းဆိုတာကိုလည်းကျွန်တော်တို့ဒီ group light ချင်းမစုဝဲနဲ့ပေါ့နော်။ standard ရှိရှိလေးတချင်းဆိုရဲဆိုလဲလူတိုင်းအားပေးမယ်ပေါ့နော်။ ဘယ်လိုကျွန်တော်မြန်မာတွေကအရေးချင်းအရန်ရှိပါတယ်ပြီးတော့ရင်နောက်တစ်ခုယဉ်ကျေးမှုလည်းအရန်ရှိပါတယ်အများတန်းကျေးဇူးပါဆိုတဲ့စကားကိုပါဇက်ကမချဘူးပေါ့နော်ဆိုတော့ပြောချင်တာကဒါမျိုးတွေဖြစ်ခဲ့တဲ့ကျွန်တော်တို့မြန်မာပြည်ရဲ့မြန်မာပြည်သားတယောက်အနေနဲ့ပေါ့နော်ကျွန်တော်မြန်မာလူမျိုးတယောက်အနေနဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုမကြဆင်းရအောင်ကျွန်တော်တွေတယောက်နဲ့တယောက်ကူညီရိုင်းပင်းနေတယ်ပဲကျွန်တော်မြင့်တင်လို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော် knowledge sharing မဟုတ်ပဲねပေါ့เนาะကျွန်တော်အားလုံးနဲ့တူတူ discuss လုပ်သွားတဲ့ video လေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်အတွေးအမြင်ကိုလည်းဒါကျွန်တော်ချပြတာပေါ့เนาะတကယ်လို့အခု video ကြည့်နေတဲ့လူတွေအကုန်လုံးလည်းကျွန်တော်စင်ကာပူမှာအလုပ်လုပ်နေတဲ့လူတွေပြီးနောက်တစ်ခုစင်ကာပူကနေဒီလိုလာမဲ့လူတွေဆိုရင်ဒီနိုင်ငံကိုလာပြီးတော့အလုပ်လာလုပ်မယ်ဆိုရင်ကျွန်တော်တွေပြင်ဆင်တင်တာပြင်ဆင်ရအောင်ပြီးတော့ standard ရှိတဲ့မြန်မာလူမျိုးတစ်ယောက်ဖြစ်အောင်လို့ကျွန်တော်ပြင်ဆင်တင်တာပြင်ဆင်ရအောင်ကျွန်တော်ဒီနေ့ဒီ video ကိုလုပ်ပြရခြင်းဖြစ်ပါတယ်ဆိုတော့ ဒီနေ့ဒီဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်ကြည့်ပါမယ်ဘိုင်ဘိုင်